တနင်္သာရီတိုင်းကတော့လက်စွမ်းထက်နေတယ်ဗျို့တနင်္သာရီတိုင်းကမောင်းမကန်ရဲစခန်းကိုဒေါ်လိုင်းတက်ဖွဲ့ကတိမ့်ပိုက်လိုက်တယ်ဆိုတဲ့သတင်းစတင်ပြောချင်တယ်တပြင်မှာမြင်းချံကနံမရီဆက်ယုံရှော့ရိုက်ဒုံးနေနဲ့ပြစ်တာတွေရှိတယ်လို့အင်းတော်အင်းတော်မှာဖမ်းမိထားတဲ့စစ်တုံးပန်း73ထွက်ပြေးသွားတယ်ဆိုတော့အကြောင်းအကြောင်းရင်း၃ခုကိုတေးသေးချာချာ တင်ပြခြင်းပါတယ်ကျန်းထော်လို့ဟုတ်ပြီ26ရက်အောက်တိုဘာ2025မင်္ဂလာညကျန်းပါပြုဒီနေ့တော့အဖရခိုင်နိုင်ငံတော်ကိုတစ္ဆာဖောက်လိုက်တဲ့ကိုဆွေကိုမျိုးနေတိုးတယောက်တော့တတိုင်းပြည်လုံးဝိုင်းပြီးတော့ ြစ်တင်ဝေဖန်ရှုတ်ချနေကြတယ်။အဖရခိုင်နိုင်ငံတော်နဲ့ရခိုင်တမျိုးသားလုံးကိုသစ္စာဖောက်တဲ့နေတိုးနဲ့အမှုပညာရှင်ဆိုတဲ့ယုံကြည်ချက်မရှိအာနာရှိသူသာပြေကပ်ဖင်ပေးပေါင်းတဲ့လူတစုရွေးကောက်ပွဲမဲပေးတဲ့ဝါရဖြန့်ဗီဒီယိုရင်းမှာတော်လိုင်းကြီးကိုပါထိခိုက်ဆော်ကားတဲ့အကြောင်းကြီးနေနဲ့ပတ်သက်ပြီးကိုဘက်လူမြတ်ကျော် အလကီရီဗျူး channel မှာကျွန်တော်တည်တည်ချာချာအကိစ္စကိုတင်ပြခြင်းပါတယ်ဒီဘက်လူမြတ်ကျော် channel မှာတော့ကျွန်တော်ဒီနေ့တူတူနဲ့လိုရင်းစားလိုက်ရရင်တနင်္သာရီတိုင်းကတော့လက်စွမ်းထပ်နေတယ်ဗျို့တနင်္သာရီတိုင်းကမောင်းမကန် yes ခန်းကိုဒေါ်လိုင်းတက်ဖွဲ့ကတိမ့်ပိုက်လိုက်တယ်ဆိုတဲ့သတင်းစတင်ပြောခြင်းတယ်တအပြင်းမှာမြင်းချံက တံပရီးဆက်ယုံရှော့ရိုက်တုံးနေတဲ့ပြစ်တာတွေရှိတယ်လို့အင်းတော်အင်းတော်မှာဖမ်းမိထားတဲ့စစ်တုံးပန်း73ထွက်ပြေးသွားတယ်ဆိုတော့အကြောင်းအကြောင်းရင်း၃ခုကိုတေးသေးချာချာတင်ပြချင်ပါတယ်အဲ့တော့ကနတ်ဦးမှာလောင်းလုံး yes can think တိုက်ပွဲအကြောင်းအရှင်ပြောကြရအောင်တနင်္လာနေ့တိုင်းလောင်းလုံးမြို့နေမောင်းကန် yes can ကို တလိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်သိမ့်ပိုက်လိုက်ပါတယ်တိုက်ခိုက်သိမ့်ပိုက်တဲ့ကာလမှာဘုံကျဲတာပေါ့ဗျာထုံးစံတိုင်းပဲ26ရည်နေမနဲ့အစောပိုင်းရဲစခန်းကိုဝင်တိုက်ဖက်စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတယ်ဒီလိုဘုံကျဲနေတဲ့ဂျားတွေကတော်လိုင်းတပ်တွေဟာယွယွချွန်ချွန်တိုက်ခိုက်သိမ့်ပိုက်ခဲနိုင်စစ်ခွေးတွေမတာပေါ်တာတော့အများပြားရှိပြီလက်နက် ခဲယမ်းတွေလည်းတင်းစီရမိခဲ့တယ်။အသေးစိတ်အချက်လက်ကိုတော့နောက်ရက်ဒီမှာထပ်ပြောပြမယ်။ဒါပေမဲ့မောင်းမကန်ရေစကန်ကိုတိမ့်ပိုက်လိုက်ပြီဆိုတဲ့အကြောင်းကိုတော့တဝဲခင်တပေါင်းစုပြန်ကြားရေးတဝင်ခံကအတိပြုလိုက်ပြီ။ဆိုတော့ဒီနောက်ပိုင်းမှာတနင်္သာရီတိုင်းလောင်းလုံဘက်မှာပြင်းပြထန်ထန်ဆော်ပလော်တီးနေတဲ့သတင်းတွေတရဆက်တွေ့ရတယ် အဲ့တော့မြန်မာပြည်ရဲ့အမိပိုင်းကန်ယူရန်ဒေတာကြီးဖြစ်တဲ့တနင်္လာတိုင်းဟိုရက်ကလည်းရေဘလူးဆော်ပလော်တီးတာဟွကြားတယ်မလားဆိုတော့တနင်္လာတိုင်းပြီးတော့ကျွန်တော်တို့အနာရဲ့ဗဟုချက်တော်လိုင်းရဲ့ဝင်ညိုးတစ်ခုဖြစ်တယ်စကိုင်းညာတခွင်ကိုကြည့်ရအောင်စကိုင်းညာတခွင်မှာတော့ ဝမ်ပေါင်လပရောင်းတော်ဂျင်းီစီမံဂိန်းတွေကိုတော်လိုင်းရေးတက်တွေတရဇက်တိကတ်တိုက်ခိုက်နေပါလေထုတ်ပြန်လို့မရတဲ့သတင်းတွေအရာဝမ်ပေါင်ကိုအမောက်ချီချင်နေတဲ့အညာသားတွေကောင်ကြိုက်မိတာအဆင်သင့်ရှိပါလေဝမ်ပေါင်လေးကဖက်စစ်စစ်ခွေးတက်ပြန်လဲမထွက်မခွာမချင်းထွက်ခွာမသွားမချင်း ဝမ်ပေါင်ကိုအမုတ်ချီမှာဖြစ်ပါတယ်ဝမ်ပေါင်နဲ့ပတ်သက်ပြီးတော့ဝမ်ပေါင်ဟာရွေးကောက်ပွဲရှင်းပါဖို့ဝမ်ပေါင်ထဲမှာမဲယုံတွေတိဆောက်ပြီးရွေးကောက်ပွဲကျင်းပမယ်စာလင်းကြီးမြို့နယ်အမတ်တယောက်ဝမ်ပေါင်ရွေးကောက်ပွဲကနေတက်မယ်ကဘာမှာတော့စာလင်းကြီးမြို့နယ်ကအမတ်ရဲ့လူတို့ရွေးကောက်တင်မြောက်ထားတယ်ဆိုတော့ကလင်ကကြီးဇလန်းကိုရှိုက်ဖို့ ဝမ်ပေါင်းနဲ့ဖက်စစ်တဲ့ပေါင်းချန်နေတာဆိုတော့စီးပွားရေးကိုစီးပွားရေးနဲ့တူအောင်လုပ်ရင်နိုင်ငံတကာရဲ့ယင်းနှီးမြှုပ်နှံမှုများကိုကျွန်တော်တို့ကကာကွယ်စောင့်ရှောက်ရမယ်တာဝန်ရှိတယ်ဘသူအကျိုးစီးပွားမှပျက်စီးလို့စေခြင်းစိတ်ကြောင့်တော်လန်ရေးကိုဆင်နွှဲနေတာမဟုတ်ဘူးတော်လန်ရေးကိုဆင်နွှဲနေတာဟာစနစ်ကိုပြောင်းလို့ရင်ဆင်နွှဲနေခြင်းဖြစ်တယ်တို့တော့ဝမ်ပေါင်းလို့ကုမ္ပဏီမျိုးဟာ ပြည်သူကိုအကြမ်းဖက်ရက်ဆက်တပ်ဖြတ်နေတဲ့ဖက်စစ်တပ်နဲ့ပူးပေါင်းယုံနေမှာဖက်စစ်တပ်လောက်ကန်ဆောင်ရွက်မဲ့ရွေးကောက်ပွဲကိုပါပါဝင်ကူညီတယ်ဝမ်ပောင်းကုမ္ပဏီဝင်းထဲမှာရွေးကောက်ပွဲလှုပ်ခွင့်ပေးတယ်ဒါတော့တော်တော်များသွားပြီတီးတန့်စီးပွားရေးလှုပ်တာမဟုတ်ဘဲနဲ့နိုင်ငံရေးပါရောရှက်လာသလိုဝမ်ပောင်းအနီးနားကရွာသားတွေကိုလည်းလူသားတိုင်းလှုပ်တာကို တွေ့ရတယ်။ဆိုတော့ပြည်သူလူထုကလက်မခံပါဘူး။ရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်စန့်ကျင်ပါမယ်လို့ပြောနေတဲ့ဂျားတွေကဝမ်ပေါင်းဟာဖက်စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲကိုကူညီဆောင်ရွက်ပေးမယ်ဆိုတော့ကတော်လိုင်းကြီးတက်တယ်အလွန်မရှိဘူးလို့ဒီနေရာကနေဝမ်ပေါင်းကုမ္ပဏီပိုင်ရှင်နဲ့တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ပြောလို့ပါတယ်ခင်ဗျားတို့စီးပွားရေးလှုပ်ရှင်နေဆိုရင်လှုပ်လို့ရပါတယ် ော်လိုင်းတက်တရားမိသည့်နိုင်ငံရဲ့အကျိုးစီးပွားကိုမှဖျက်ဆီးလို့ခြင်းအလင်းမရှိပါတိုးတော့ကျွန်တော်တို့စန့်ကျင်တော်လိုင်းနေနဲ့ဖက်စစ်တက်နဲ့ပေါက်ဖက်ပြီးပြည်သူကိုနှိပ်စက်တပ်ဖြတ်မှုမှအားပေးကူညီမယ်ဆိုရင်တော့တော်လိုင်းလမ်းခရီးတလျှောက်မှာစူညောက်ခလုတ်မှန်သမျှတိုက်စားရှင်းလင်းသွားမယ်ဆိုတဲ့အကြောင်း1ပေါင်ကုမ္ပဏီကိုဒီနေရာကတင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ် အညာတက်တီအားလုံးဝမ်ပေါင်းကိုစုစည်းကတရဇတ်ထိုးစစ်စင်တိုက်ခိုက်ချိန်မုံမှုပြင်ဆင်နေပါပြီအဲ့တော့ကိုရွှေညာတို့ရီဝမ်ပေါင်းကိုအမှုန့်ချိန်မှုဝမ်ပေါင်းကိုတိုက်ခိုက်ချိန်မုံမဲ့တိုက်ပွဲမှာငါတို့အညာသားရဲဘော်တွေပါဝင်ခဲ့တယ်ဥဆောင်ခဲ့တယ်တိုက်ပွဲဝင်ခဲ့တယ်ဆိုတဲ့သမိုင်းမှတ်တိုင်ကိုရေးထိုးပြီးတိုင်းပြည်ကိုဒုက္ခပေး တယံဇာတကိုဂုံသွေးဆုပ်ယုံမကပြည်သူကလုံးဝလက်မခံဘူးပြည်သူလူလူကိုရက်ဆက်အကြမ်းဖက်နေတဲ့စစ်တပ်ကိုကူညီနေတဲ့ဝမ်ပောင်ကုမ္ပဏီဟာစီဝိုင်းလောက်တာမဟုတ်နိုင်ငံရေးပါရှုပ်ဒီအတွက်ဝမ်ပောင်ကိုပြစ်ဒဏ်ခတ်ဖို့အညာတက်တွေအကုန်လုံးစုယုံကခြိတက်ခြိမုံကြပါတော့ဒီနေ့ထိတဲ့ဝမ်ပောင်ကတိုက်ခိုက်နေပါတယ် အညာကရဲဘော်တွေကိုကျွန်တော်တို့တော်လန်ပြည်သူတော်လန်ပြည်သူနဲ့ကျွန်တော်ရဲဘော်မိတ်ဆွေတွေကအညာနဲ့ပတ်သက်ရင်ဒီကာလမှာအာယုံစိုက်ဖို့လိုပါတယ်အညာကိုဖတ်စစ်တက်ဟာစစ်ပြည်နေပါပြီအညာမှာလက်ရှိစစ်ပူနေပါတယ်နေ့စဉ်စချောင်းထိုးတာတွေနေ့စဉ်တိုက်ခိုက်မှုတွေတရဆက်ဖြစ်ပေါ်နေသလိုဝမ်ပေါင်းအနီးနားကရွာတွေဟာ ထွက်ပြေးနေရတဲ့စားဖို့တောက်ဖို့ရေတောင်မရှိတဲ့ဘဝတွေရောက်နေရတဲ့အခြေအနေအဲ့တော့ဒီຫນွေဦးတော်လိုင်းဤတမိုင်းမှာတော့အညာရဲ့ဇွဲအညာသူအညာသားတွေရဲ့တတ်သိနေတမိုင်းမုံခွန်းမှတ်တမ်းဝင်မဲ့ကိစ္စတွေကနောက်နာကကာလမှာပြောမဆုံးမောင်တော်သုံးတော်ဖြစ်ပါလိမ့်ထထုပဲအညာမှာဒီကနေ့ထပ်တိုက်ပါလိမ့်တရားခုမမှာရှော့လိုက်ဒုံးနေနဲ့ ြစ်တဲ့တည်င်းလေးတင်ပြပါစီအဲ့တော့အော်တိုဘလ16ရက်နေ့မှာဖက်စတဲ့အင်အား200အထိုင်ချတာလေငင်းကြံတံမရီဆက်ယုံကိုဒလိုင်းတက်တွေကတရားခုမမရှော့လိုက်တုံး10လုံးနေပြစ်ပါလေကျန်ထော်လို့ဟုတ်တယ် 我们社区的,的，每周一安来。o k 到我们社区去上对。对 ကပ္ပဆာကပ္ပဆာသူတို့ငုံကြုတ်ဖြစ်တာလေ Alo mà chết rồi. <laughs> ok. ီပြစ်ခတ်မှုနဲ့ပတ်သက်ပြီး15កောင်မသားပေါ်တယ်လို့ကျွန်တော်တို့သိရပြီတန်ရအများပြရရတယ်ဆယ်လုံးပြစ်တဲ့နေရာမှာ၈လုံးဟာပြစ်မှတ်ကိုတိတိကျကျထိမှန်ခဲ့ပါတယ်အဲ့ဒီက၄လုံးကစစ်တပ်အထိုင်ချထားတဲ့နေရာတွေရဲ့အတိကပြစ်မှတ်တွေကိုထိမှန်ခဲ့ပါတယ်တော်တော်များများမသားပေါ်တိတ်ဆုံးမှုတွေရှိနေပြီးတော့ ဖက်စစ်တဲ့စစ်ခွေးအင်အား200လောက်ထဲကိုချောလိုက်တုံးကြီးကြတဲ့အခါလက်တလောချက်ချင်းသိချင်းစိုးနဲ့တည်တာကတော့15လောင်းဖြစ်ပြီတန်ရာရရှိသူကတော့အများပြားပါဗျာနော်အဲ့တော့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမြင်းချံခရဲအမှတ်နဲ့တရင် BGF မြင်းချံ1 more sit down မြင်းချံခရဲအမှတ်3တက်ရင်တို့ကပါဝင်ဆောင်ရွက်ခဲ့တာဖြစ်တယ် တိုက်ခတ်ခဲ့တာဖြစ်တယ်။ကဲအညာကိုတော့သွေးတိုးဆန်းနေကြပြီ။အညာကိုမင်းအောင်လိုင်းသွေးတိုးဆန်းတဲ့ပွဲမှာစခွေးတင်ဆိုင်သခိုင်းတိုင်းကဲ့သို့ပျော်စမတွင်အောင်လက်တံပြောင်လာတဲ့အညာသူအညာသားတို့ရဲ့ဇွဲတက်သည့်လုံလဝရိယနဲ့နှွေဦးတော်လန်ကြီးမှာအကြီးမားဆုံးပေးဆက်မှုနဲ့အန်ချိတ်တော်လန်နေတဲ့အညာပြည်သူတွေကိုဒီနေရာကဥညော့ဂုံပြူရင်း အညာနဲ့အတူတိုင်းသာတော်လိုင်းတက်များဟန်ချင်းကြီးစစ်စင်ကြီးစင်နွေးနိုင်ခဲ့ရင်ရွေးကောက်ပွဲကိုပြတ်ဖို့ဆိုရင်အထွတ်တွေထိုးစစ်ကြီးစင်နိုင်ဖို့လိုတယ်ဒီနေရာမှာဖက်စစ်တပ်ကတော့သူ့အလုပ်ကိုတူလုံနေတယ်ရွေးကောက်ပွဲလောက်ကန်ဆောင်ရွက်ဖို့ဝါရဖြန့်ချီရီလှုပ်ပြီးတော့ နာမည်ကြီးမင်းသားမင်းသမီးတွေကိုအတုံးချဇလန်းစင်ပြည်သူလူထုကိုမှိုင်းတိုက်ဒီအချက်တွေကိုဒီဇိုင်းမမလုံနေတယ်ကျွန်တော်တို့တော်လိုင်းကြီးတက်တွေနဲ့တော်လိုင်းကြီးဘက်ကအမျိုးသားညီညွတ်ရေးအစိုးရနဲ့အခြားသောတော်လိုင်းအင်အားစုတွေကရောစစ်တရဲ့ဝါရဖြန့်ချီရေးမှိုင်းကိုနံပါတ်1ခြေဖြတ်ဖို့နံပါတ်2ပြန်လဲဝါရဖြန့်ချီဆင်လွှဲနိုင်မှုနံပါတ်3ပြည်သူလူထုကို အတိမှန်အမြင်မှန်သတင်းမှန်ပေးဖို့လုံလောက်ပြီလားကျွန်တော်တို့လက်ရှိလုပ်နေတဲ့အလုပ်တွေက လုံလောက်ပြီလားအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော့စစ်တပ်ကိုဝါရဖြန့်ချီလုပ်ငန်းစဉ်ဆောင်ရွက်တဲ့နေရာမှာအင်မတန်အားနေတယ် PVTV တို့အခြား NUG နဲ့ပတ်သက်သောသတင်းဌာနတွေဆိုရင် NUG ရဲ့သတင်းကလွှင့်ကျန်တဲ့သတင်း ပင်ဆက်မှုအင်မတန်အားနေတာတွေ့ရတယ်။ဆိုလိုချင်တာကအဖွဲ့အစည်းတစ်ခုရဲ့ဝါဒဖြန့်ချီသတင်းဌာနတစ်ခုထပ်မပူဘူးတော်လန်ရေးသတင်းဌာနကြီးအဖြစ်ပျောင်ပျောင်မြောက်မြောက်စစ်တပ်ရဲ့ဝါဒဖြန့်ချီရန်ရားကိုရိုက်ချိုးနိုင်တဲ့အနေထားထိမရောက်လာသေးတာတော့တွေ့ရတယ်။ဒါပေမဲ့တော်လန်ပြည်သူတွေကျွန်တော်တို့လိုအခြားတော်လန်ရေးသတင်းတင်ဆက်တဲ့လူတွေကတော့ ခိုင်ခိုင်မာမာဒီဇိုင်းမမတ်နှစ်နဲ့ချီပြီးစစ်တပ်ရဲ့ဝါရဖြန့်ချီရန်ရာကို ခုခံနေပါတယ်ဆိုတော့ဟာအားနေချက်တွေကိုပြင်ဆင်ပါရှေ့တို့တလန်းတိုးတလန်းနိုင်အောင်ကြိုးစားပါစီရေးနိုင်ငံရေးဝါရဖြန့်ချီနိုင်ငံတကာအရေးဘယ်အရေးမှဘာလို့တင့်လဲဘယ်လမ်းမှဘယ်ပန်းပန်ပြီးဘယ်အချိုးမှဘယ်ပစိုးဝတ်တင်လဲဆိုတာကို ော်လိုင်းကြီးခေါင်းဆောင်ဆိုသူများကချက်ချင်းမဆိုင်တိပြီးစစ်နိုင်တိုက်ရန်အလို့မှာရှိသည်များ အာကုန်တုံးပြီးရုံးရမဲ့နှစ်2025ခုနှစ်အကြိမ်ဒီဇင်ဘာမှာသာရွေးကောက်ပွဲဖြစ်သွားခဲ့ရှိရွေးကောက်ပွဲအလွန်ကာလမှာတော်လန်ရီကိုဘလို့ပြင်ဆင်ထားရမလဲဆိုတဲ့ပြီးပလန်ပါ ထည့်စင်စားထားကြပါအားလုံးကိုကျေးဇူးတင်ပါတယ်